ဝိုင်းရဲမီဟာသူ့ရဲ့ခင်မွန်းနဲ့ဆုံမသွားခဲ့တာကြောင့်ပဲ၃ရက်လုံးမအိနိုင်မဲနဲ့ငိုကြွေးနေခဲ့တာဖြစ်ပြီးတော့သူတို့မိသားစုဟာစင်းရလုံးနာကြောင့်ပဲကလေးဆယ်ကနန်းလောက်ကအစာရေစာငတ်မို့နေပြီးအဟာရတွေချို့တဲ့ပြီးတော့မျက်နှာတွေဟာဖျော့တော်လို့နေကြတာပါကလေးတွေကဖနှက်မပါဘဲနဲ့တစ်သားစီပဲအဟောင်းနေနဲ့ဖုံးအုပ်ထားတာဖြစ်ပြီးတော့မားကန်တွေကရွှေငါးတွေတောင်အယိုးစုပဲကျန်တော့စားကုန်ကြတာဖြစ်ပြီးအိမ်ငါမရတဲ့အိမ်ရှင်ကလည်းလူစိုးတွေကိုခေါ်လာပြီးတော့အိမ်ကိုသိမ်းပြစ်လိုက်ပါတယ် အရှင်ကဝင်းမလေးကြီးတွေနဲ့အင်ခေါ်မိုးဘောကလက်ရတွေကလည်းသူတို့ရဲ့အမြန်ဆုံးတည်ဆုံးပြီးတော့စားဖို့ကောင်းမယ်လို့မျှော်လင့်နေပါတယ်။အမေဟာတုံတုံရင်နဲ့ပင်ကိုအိမ်တွေဖုံးနေတဲ့မိချောင်းပီရိုကိုဖွင့်လိုက်ပါတယ်။အထင်းမှာစိန်နာတဲ့ပဲစစ်တစီသေးတာဂျန်နေခဲ့တာဖြစ်ပြီးဘယ်နှခါပြန်ပြီးတော့ပြုတ်ထားလဲမသိမိုးတွေကတဲတဲမဲမဲရွာနေပြီးတော့မိုးကြုံမုန်တိုင်းတံကိုအဲ့ဒီညမှာထပ်ပြီးတော့ခံစားနေရပါတယ်။ဝိုင်းရမီကကလေးတွေကိုပေးပြုတ်ကြည့်ဖို့တက်လို့တဲ့အခါမှာအပြင်ကပြန်လာတဲ့အကြီးဆုံးသားဂျိတ်ကတော့ယူဒီရဲ့တားလိုက်ပါတယ်။သူကတော်လေးမှာအစာရှာရင်းနဲ့ ပလင်းနဗျာတပားနဲ့မတော်တဆတွေ့ခဲ့တဲ့အကြောင်းပြောပါရယ်။နဗျာကအဲ့ဒီပဲကြီးကိုအမေကြီးထဲမှာဆိုင်းမသားလဲအန်အောင်ဝေအောင်စွန့်အိမ်တွေရရှိမယ်လို့ပြောပါရယ်။အမေလို့သူကအဲ့ဒီစကားကိုကြားပြီးတော့တဝက်တစ်ပြက်နဲ့ယုံတယ်လို့မယုံတယ်လို့နဲ့တန်မိုးရှိတဲ့ပဲကြီးကိုထုတ်ပေးလိုက်ပါရယ်။အခုချိန်မှာတော့တခြားနီလန်မရှိတော့တဲ့ကြက်ဟာအဲ့ဒီပဲကြီးကိုအားကိုးပြီးတော့မိသားစုရဲ့အချင်းကြီးကိုပြောင်းလဲနိုင်မလားဆိုတဲ့မျှော်လင့်ချက်တွေထားနေရတာပါ။ကြက်ကခြံထဲမှာမြေချင်းတူပြီးတော့နဗျာပြောတဲ့အတိုင်းပဲပဲကြီးကိုစိုက်ပါရယ်။ ရေလောင်းလိုက်တာနဲ့ပဲတပြိုင်တည်းပဲစီဟာမြေကြီးတွေကနေပေါက်လာခဲ့ပြီးတော့စပြင်းနယ်ပင်ကမြန်မြန်ဆန်ဆန်ကိုကြီးထွားလာခဲ့ပါတယ်။ချက်ကစပြင်းနယ်ပင်ကိုဆုပ်ကင်ပြီးတော့တိန်တဲ့ဒီကိုဖြက်ကဒန်နာဤလာနန်းတို့စီကိုရောက်လာခဲ့ပါတယ်။သူနန်းတော်ကိုရောက်တာနဲ့ပဲချက်ကကိုလုံးကြီးတဲ့ဘလူးတကောင်ကိုတွေ့လိုက်ရပြီးဘလူးအဖက်မခင်အောင်ဆိုပြီးတော့တိန်တဲ့ဒီထဲမှာပုံနေပါတယ်။ဘလူးကတချင်းဆိုရင်လည်းတိန်တဲ့ဒလုံးသားကိုရောက်လာခဲ့ပြီးတော့ခလုတ်ကိုဆဲချပြီးရေချိုးပါတယ်။တော်မြင်တဲ့အခါမှာဂျက်ကသူ့ရဲ့ဖေကိုတည်စီခဲ့တဲ့မိုးကြိုးရွာချခဲ့တဲ့လူသက်သမားဆိုတာချက်ချင်းပဲမှတ်မိခဲ့ပါတယ်။ ။ရေချိုးပြီးတဲ့အခါမှာတော့ဘလူးကအဝတ်စားတွေချုပ်ပြီးတော့အလုသွားဖို့ပြင်ဆင်ပါတယ်။ချက်ကတိတိတိနောက်ကနေလိုက်သွားပါတယ်။ဘလူးကစပရင်ကိုဆွဲလိုက်တဲ့အခါမှာဂျီမားလာတဲ့တန်တန်ကြီးတတိုင်းကဂျထားလန်တိုင်းရွေလျားလာပြီးတော့မိပြတဲ့ငါးလုံးကိုလင်းလာစေပါတယ်။အဲဒါကြောင့်မေရဲတဲ့တကားကြီးပွင့်သွားခဲ့တာဖြစ်ပြီးဘလူးကအထက်ကိုဝင်သွားတော့ကိုမြင်တဲ့အခါမှာချက်ကလမ်းကိုပတ်ပြီးတော့မြေရိုးထိပ်ကိုရောက်လာခဲ့ပါတယ်။အဘဝကနေနောက်ကနေလာပြီးတော့မြို့လေးကိုခိုးဝင်သွားတာဖြစ်ပြီးအစာစားနေတဲ့ဂျမားကတော့တခင်ရဲ့ခြေတံကိုကြားတဲ့အခါမှာချက်ချင်းနေရာဟောင်းကိုပြန်ခုံသွားပါတယ် ဘလူကရွှေဥတွေဥတဲ့အခန်းကြီးကိုတိတိရှောက်သွားလိုက်ပြီးကျဲကတော့တကားပေးနေတာကြောင့်ပြတင်းမောကနေခိုးပြီးတော့ကြည့်ရပါတယ်ဘလူကကျမရဲ့လေပင်ကိုဆဲကင်ပြီးတော့ရွှေဥမရှိတော့ကိုတွေ့တဲ့အခါမှာဒေါသတကြီးနဲ့ကျမကိုနှစ်ချက်လောက်ရဲလိုက်ပါတယ်ပြီးတော့အတောင်ပံကိုလှုပ်ပြီးတော့ဥဥဝတ်တွေအတင်းကျက်ခိုင်းပါတယ်ခဏအကြာမှာတော့ကျမရဲ့မျက်လုံးထဲမှာချယ်ရီပုံစံလေးပေါ်လာခဲ့ပြီးတော့ရွှေဦးတလုံးဥပေးလိုက်ပါတယ်။ဝန္တာအားရဖြစ်နေတဲ့ဘလူးကတော့တန်ခတ်တဲ့ရွှေဦးကိုရွှေပြားလေးအဖြစ်ပိုင်းဖြတ်ပြီးတော့မ ငွေရှင်းဆက်တွေကိုထည့်လိုက်ပါရယ်နောက်ဆုံးမှာတော့ဘေးကင်းတဲ့အခန်းထဲမှာတော့ခတ်လိုက်ပါရယ်ကျဲကဘလူးထွက်သွားတော့ကိုအခွင့်ကောင်းယူပြီးတဲ့နောက်မှာတော့ပြင်းဘောက်ကနေခုံချပြီးကျမကိုခိုးယူသွားပါရယ်ကျမကလည်းဘလူးရဲ့နှိမ့်ဆက်မှုကိုလုံလုံလောက်လောက်ခံစားခဲ့တာကြောင့်မခုခံမင်းနဲ့ကျဲကိုထွက်ပြေးဖို့အတွက်ကူညီပေးပါရယ်ဒါမှမဟုတ်တကားကနေထွက်သွားတာနဲ့အချက်ပြေးတဲ့ထွက်ပေါ်လာခဲ့ပြီးဘလူးကအတန်ကြားတဲ့အခါမှာဒေါသတကြီးနဲ့ရေဒီယိုကိုပြစ်ချပြီးတော့လိုက်လာပါရယ် ကံကောဆောင်နေပဲချက်ကတကူလုံးလက်သက်ပြီးတော့မှကျမကလည်းဘလူးကိုတက်ခဲ့ဖို့တဲ့အကူအညီပေးတာကြောင့်ပဲရဲတိုက်ထင်ကနေအောင်မြင်စွာနဲ့ထွက်ပြေးနိုင်ခဲ့ပါတယ်။ကျမကအောက်ကုန်ကုန်ပြီးတော့ဘလူးရဲ့ခြေထောက်ခြားကနေတွန်းဝင်ပြီးကျဲ့ရဲ့ဘီကိုပြန်တန်းလာပါတယ်။ကျဲ့နဲ့ကျမကဒိန်းထဲတွေကိုအသုံးချပြီးတော့ဘလူးနဲ့လက်ပတ်ပြီးတော့နောက်ဆုံးမှတော့လာခဲ့တဲ့စပင်းနေပင်ကိုရှာတွေ့ခဲ့ပြီးမြေပြင်ဘက်ကိုအမြန်ဆုံးဆင်းလာခဲ့ပါတယ်။ဘလူးကလည်းလိုက်ပြီးတော့ဆင်းလာတာမြင်တဲ့အခါမှာကျဲ့ကတန်ချုံကိုမတ်တက်ထောင်းပြီးနောက်ထပ်တစ်စက္ကန့်မှပဲနားခွဲလူနေပါအော်တန်နေထွက်ပေါ်လို့လာပါတော့တယ်။ ကျန်တဲ့ဂျမကပစိန်နဲ့စပြည့်နယ်ပင်ကိုခုတ်ဖြတ်လိုက်တာကြောင့်ဘလူးကဘောကနေပြုတ်ကျပြီးတော့ပျောက်ကွယ်သွားရတာပါမကြခင်မှာတော့ဂျက်ကဂျမကိုပွေ့ချပြီးတော့အင်ကိုပြန်လာပါတယ်ဂျေဇူးတိရတဲ့ဂျမကချက်ချင်းပဲ80ဂရမ်ရှိတဲ့ရွှေဥစစ်စစ်တလုံးဥပေးလိုက်ပါတယ်အဲ့ဒီကလေးကဂျက်တို့မိသားစုဟာရွှေဥတွေနဲ့ဇင်ခံအင်တစ်ကိုလဲလှယ်နိုင်ခဲ့တယ်လို့တစ်ချိန်လုံးကဟောင်းနှဲနေတဲ့အင်ကြီးဟာခန်းနားတဲ့ဗီလာအဖြစ်နဲ့ပြောင်းလဲသွားခဲ့ပြီးပင်ကိုအင်တွေဖုံးနေတဲ့မိဖို့ကြောင့်ဗီဒီယိုကိုလည်းအသေးစိတ်ရေခဲတဲ့တာတွေနဲ့အစားထိုးနိုင်ခဲ့ပါတယ် ဲ့တော့တင်းရဲ့အင်္ဂါကျမကတော့ရေဦးနေမယ်ဆိုလို့ရှိရင်ပထမဆုံးဗာမရလုတ်ချင်ပါလေဗျ